ဥအဘောအမားတွေလွန်ကျူးနေတဲ့လူတွေကိုခွန့်လွတ်လိုက်ပါလွန်ကျူးတဲ့လူတွေကိုခွန့်မလွတ်နိုင်ဘူးဆိုရင်မိမိကိုယ်ကိုပဲစိတ်တွေဆင်းရဲပင်ပန်းနေလိမ့်မယ်ခွန့်လွတ်လိုက်ခြင်းဟာကိုယ်ကိုလွတ်လပ်သွားစေတဲ့တခုဒီသောလမ်းစဉ်မှာပဲခွန့်လွတ်တတ်တဲ့စိတ်ထားနိုင်ခြင်းကကိုယ်ဘဝနေထိုင်မှုအတွက်အရေးကြီးတယ် ွန်လွတ်လိုက်တယ်ဆိုတာကိုယ်စိတ်ကိုလွတ်လပ်ခွန့်ပေးလိုက်တာပါပဲဒါပေမဲ့ကိုယ့်ကိုဘယ်လိုလွန်ကျူးပြုမှုခဲ့သလဲဆိုတာကိုတော့ဘယ်တော့မှမမေ့ပါစေနဲ့တခါတည်မှုသွားတယ်ဆိုရင်ပြင်ဖို့ကိုနားလေလိုက်ဖို့တော့လူတယ်တချို့လူတွေကသူတို့အမှားကို အမှားလို့မသိကြဘူးအမှန်လို့ပဲမြင်နေကြတယ် နောက်ထပ်ထပ်ပြီးလဲလွန်ကျူးဖို့လုပ်နေကြတယ်အဲ့လိုဆိုရင်သူတို့ကဆက်မှားဖို့အားထုတ်နေကြတယ်ဆိုရင် သူတို့ကိုနောက်ကျောပေးပြီးတော့ဝေးဝေးရှောင်သွားလိုက်ပါစုလဲနာမကပ်ပါနဲ့စုလဲကိုလည်းသွားမဆွဲခြင်းပါနဲ့စုလဲကိုဝေးဝေးရှောင်တာကစုချစ်မခံရစေပါဘူးစုလဲလို လူတွေလောကမှာအများကြီးရှိတယ် ကိုမျက်ချေးကိုကိုပြန်မြင်ဖို့ခက်တယ်လို့ကိုအမားကိုလည်းကိုသိဖို့မြင်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဒါကြောင့်မားနေတာကိုမှားမှန်းမသိတဲ့သူတွေကိုလည်းနောက်ကျောပေးလိုက်ပါတွေအထေလူနန္ဒီတိဘာလာတဲ့အခုရောနောင်ရောကောင်းကျိုးတရားတွေကိုဖြည့်ဆည်းပြစ်တတ်လို့လူမိုက်ဆိုတဲ့အတိုင်း လက်တွေရောနောင်ရော ကောင်းကျိုးတွေကိုလူမိုက်ဆိုသူတွေကဖျက်ဆီးပစ်တတ်တယ်။ဒွေအတ္ထေလူနန္ဒီတိပါလာ သူ့ကောင်းကျိုးကိုကောင်းကျိုးတွေကိုဖျက်ဆီးပစ်တတ်လို့လဲလူမိုက်လို့ဆိုတယ်။လူမိုက်ဆိုတာကသူ့ကောင်းကျိုးတွေကိုလည်းဖျက်ဆီးပစ်တာပဲ။ဝန်းကျင်ရဲ့ကောင်းကျိုးတွေကိုလည်းဖျက်ဆီးပစ်တာပဲ။ဒါကြောင့်လူမိုက်ဆိုရင်ရှောင်းသွေးဝဲလို့ မမီဝဲနဲ့กินအောင်နေလို့လဲဆုံးမခဲ့တာပေါ့ဒီကုန်းချုပ်ပြောရရင်လေဒီဆရာတော်ဖျားကြီးရဲ့မဂဒေဝလင်္ကာသစ်မှာလောကမှာမပေါင်းတဲ့ဝေဝေးရှောင်တဲ့ပုပ်ကူလေးမျိုးတဲ့နံပါတ်1ဘာမှအကောင်းအဆိုးအကျိုးအပြစ်တွေကိုမသိတဲ့လူမိုက်နံပါတ်2အကျင်ကောင်းဇေယိုက်ကောင်းတွေကိုမကြိုက်တဲ့ဒူးစရိုက်ရှိတဲ့လူမိုက် နံပါတ်3အမှားအမှန်ဝေဖန်တတ်တဲ့ပညာမရှိသူ လူမိုက်နံပါတ်4သူများကိုဆင်းရဲဒုက္ခရောက်အောင်ယုံမာတတ်တဲ့လူမိုက်ဒီလူမိုက်တွေကို အပေါင်းအသင်အကျွမ်းတဝင်မပြုတ်ကျင်ပါနဲ့အဲ့ဒီလိုလူတွေနဲ့ပေါင်းတာဟာကိုယ်ကုန်ညင်နွမ်းလိမ့်မယ်လူတွင်လူမိုက်မကြိုက်သူစရိမရှိပညာသူယုံမာကို ။ဘဟာကျွမ်းဝင်မပြုတ်ကျင်နဲ့။ဂုံအင်းယုံနွမ်းကြေးကျွန်သွန်းနေလို့ရေးဆက်ပြီးတော့ဆုံးမခဲ့တယ်။ပြောကြရင်ပဲမိကုံချုပ်ချင်ပါတယ်။အာလုံးအာလုံးလူမိုက်ဆိုလျင်ရှောင်းသွေးဝဲလို့မမိဝဲနဲ့ကင်းအောင်နေနိုင်ကြသူများဖြစ်ကြပါစေလို့ပြောကြရင်မိကုံချုပ်လိုက်ပါတယ်။